ဒီစော်လေးရဲ့တင်းကိုစိတ်ဝင်စားအောင်ဆိုရဲတတိ၅ချက်ကိုဆရာပြပြပေးတာမှာဖြစ်ပါတယ်ပန်းပန်းနံပါတ်၁ဒါမေးတာဖြစ်ပဲလုံနေလိမ့်မယ်ဘာလုံနေလဲအိမ်မှာစောင့်ပစ်ပြီလားဟုတ်ဘာဆိုင်လဲဖာကိုအဲ့လိုပဲပေါ့နော်ဒါမေးတာဖြစ်ပဲဖြစ်ပြီးရောအာ तू ကအကောကဘာလုံနေလဲအခုဘယ်မှာလဲအခုဆိုင်ရောဘာလဲဆိုပြီးပြန်ပြီးရသိရမလား conversation အသွားအလာတွေမလုပ်ဘူးဆိုရှင်သူတိတ်ဆိတ်ဝင်သားပါဘူး နမနဲ့ကိုဖုံးဆိုလို့ရှိရင်လည်းတူတူတတမိမဆိုတဲ့အမျိုးကတော့ရှင်းပါတယ်ရောတော့ဘုံတော့ကိုသဘောကျတဲ့သူနဲ့တွေ့ရဆိုစကားပြောရဆိုလို့ရှိရင်ဖုန်းနဲ့ဆက်လို့ရှိရင်ကိုမကြတဲ့သူဆိုလို့ရှိရင်လည်းဘာလဲဟောဟောဟောဒီကလှုပ်ဆက်ရှိသေးလို့လှုပ်လှုပ်ဆက်ရှိသေးလို့ဘာလှုပ်ဆက်ရှိသေးလို့ဆိုရင်ကနော်ဖုန်းထားလိုက်ဖို့လုပ်ပါမယ်ဒါပေမဲ့ဆွဆွတော့မဟုတ်ပါဘူးဆွဆွကျဖုန်းတိတ်ပြီးတော့အဲ့လိုပြောဖို့တိတ်မကြိုက်တာဖြစ်တယ်တော့ဘုံတော့အဲအကြောင်းကမကြိုက်လို့မဟုတ်ပါဘူးရှင်တကယ်လည်းကြိုက်လားဆိုတော့လေကြိုက်ပါဦးရှင် ဒါပေမဲ့တော့အကိုနဲ့တူတူ ခုခုလုတ်ဖို့ပြောတယ်ကိုကတစ်ခုခုအတူလုတ်ဖို့ပြောရဲဆိုတော့သူလုတ်ပြီးသွားပြီလို့ပြောမယ်ဥမာခုနကဟောပေါ်သွားစားရအောင်အတူလေဆိုခုနကတငယ်ချင်းနဲ့သွားစားထားရတယ်ဖျားသွားရအောင်ခုနကတငယ်ချင်းနဲ့သွားထားရတယ်အဲ့ဒီစကားလေးကြည့်ရအောင်ခုနကရွှေရှင်ကိုတငယ်ချင်းနဲ့အိုက်ကန်နဲ့သွားကြည့်ရကောင်းတယ်ဆက်ဆိုလို့ရှင်လည်းအဲ့လိုပဲပေါ့နော်မဝက်ကျွေးမဲ့ဆိုလို့ရှင်တော့မှာပဲကိုမတွေ့ချင်တဲ့သူဆိုလို့ရှင်မိတ်ကကလိမ့်ရအောင်မယ်လीနော်တည်ရမလားအပြင်ကလည်းသွားဖို့အပြင်ဆင်ရအောင်မယ်ဆိုတော့အချိန်ရလည်းပေးရအောင်မှာပေါ့ကော့ကလပွဲစားလို့ရရပဲဆိုတော့မတွေ့ချင်တဲ့သူဆိုလို့ရှင်ရင်အချိန်ပေးပြီးတော့မသွားဘူးမိမဆိုရ ့ပုံစံမျိုးတွေ့ချင်တယ်ဆိုလို့ရှိရင်တော့အာမရှိရှိတဲ့အချိန်ရတဲ့ပေးရဖြစ်တဲ့တင်သိပ်ပြီးစိတ်ဝင်စားဖို့ဖြစ်နိုင်ခြေပိုများပါတယ်အမလေးကောင်းကောင်းမဆက်ဆက်အောင်ချွတ်စော်လေးရလဆိုးရယ်ပေါ့နော်ဥမာဆိုးဆိုးဆွဆဲဆိုလို့ရှင်လင်းဆွဆဲမဟုတ်တော့ rosy ဆွဆဲမဟုတ် rosy ဆွဆိုးပေါ့နော်အဲ့လိုဆိုးရယ်ပေါ့နော်ကလေးလိုပဲအဲ့လိုဆိုးရယ်ပေါ့နော်ဒါပေမဲ့အဲ့လိုဆိုးတာနဲ့အဲကိုယ်ကူးမဆိုင်တာလို့သိရမလားလူသုံးပုံစံနဲ့ခရဲဆိုင်ဆက်ဆန်တာမတူးပေါ့နော်ဆွဆိုလို့ရှင်နော်ဆိုးရယ်ဆိုဆွဲချစ်တယ်ဆိုလို့ရှင်ပါလေးကိုဖြန်း ခြာမှာကြိုက်တာဆိုတော့နမငါရီစားမထားရင်သေးဘူးသူ့ကိုစိတ်ဝင်စားလို့ပါသူ့ကိုစိတ်ဝင်စားရဆိုလို့ရှင်နာဒီစားဖြစ်မှန်းမသိဘူးဖြစ်သွားမှာတင်းတန်း flat နေတန်းလန်းနေရပါတော့သူ့ကိုစိတ်ဝင်စားတယ်ညီမတော်ထွက်ပြေးနေချင်းသေးရီစားမထားချင်းသေးရီစားတွေအာရုံနောက်တယ်ပါညာပြောမှာပါဆက်လေးကိုအပိတ်ချပါရှင် ချာအဲ့ငါးချက်ဖြစ်ပါတယ်ဒါပေမဲ့ရောရုံကုန်းလို့ဆိုအားပေးခြင်းတဲ့ဟာတခုကပါလဲဆိုတော့ဆိုအဲ့လိုအချက်တွေလုံရင်းလုံရင်းနေရဆိုရည်စက်တစ်ခါရပူပါတယ်ပေါ့နော်အဲ့တော့အားမလျှော်ဘဲနဲ့စူးစမ်းဖို့ပြောချင်ပါတယ် fighting